မရှိများအားလုံးပဲမင်္ဂလာပါရှင်ဗရဖြာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာကတော့ဆရာပန်ဘော်သိန်းဖေရှိတာထားတဲ့ကိုလတ်လှူရှာလေးချင်းကန်လှုပ်ပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ခံမှန်းကြီးရတလို့ဆိုရင်ကျွန်တော်နဲ့တည်တဲ့လူတွေတဲကတဝက်နေပါဟာကိုလတ်လှူရှာလေးချင်းကန် exercise လုံးဝမလုပ်ကြဘူး တုံမဟုတ်တခါတရံမှာပဲလှုပ်ကြတယ်သူတို့ကို exercise ပါကြောင့်မလှုပ်ကြတာလေလူမေကြီးတော့သူတို့ကခုလိုအကြောင်းပြချက်တွေပေးတယ်အလုံးများလို့အချိန်မရလို့ exercise လုပ်ရတာခက်လို့လှုပ်ချင်စိတ်မရှိလို့စတာတွေပါကျွန်တော် exercise လုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုစိတ်ပတ်ဆိုင်ရာကျွမ်းကျင်ပညာရှင်မဟုတ်လို့သိပ္ပံနည်းကြားကြားထောက်မပြနိုင်ဘူးဒါပေမဲ့ exercise လုပ်ရတာကိုတော့သဘောကျတယ် ျွန်တော်သဘောပြောရရင် exercise မမှန်မလုပ်တဲ့ခိုင်လုံတဲ့အကြောင်းပြချက်ဟာကိုယ်လက်အင်္ဂါချူရင်လို့ယောဂတခုခုကြောင့်အားနည်းနေလို့ခန္ဓာကိုယ်ကလုံးဆောင်နိုင်စမ်းမရှိကြသူတွေပဲဖြစ်တဲ့တယ်လို့ထင်တယ်။တင်ရ exercise လုပ်နိုင်ရတာနဲ့မလုပ်ဘူးဆိုရင်မိမိကိုယ်ကိုဒုက္ခရောက်အောင် လုပ်နေတာလို့ကျွန်တော်မြင်ပါတယ်။ဘာကြောင့်ခုလို့ပြောရတယ်လဲဆိုတော့ သင်ဟာပိုပြီးပျော်ရွှင်ဖို့စိတ်တို့ဒေါသထွက်တာနဲသွားဖို့နဲ့စိတ်အေးချမ်းသာရမှုတွေကိုရဖို့အခွင့်အလမ်းတွေကိုညင်းပယ်ပြီးဘဝရဲ့တောကပြပါရများခြင်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရအောင် လုပ်ယူနေလို့ဖြစ်တယ်။နောက်ပြီးစီချိုတွေးတို့ယောဂတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်နေပါတယ်။ကျွန်တော်ဟာ exercise မလုပ်ရရင်မနေတတ်သူပါ အဲ့ဒါကိုမလုပ်ချင်တဲ့အတွက်ကြမ်းမာခြင်းခွန်အားပြည့်ခြင်းနဲ့စိတ်အေးချမ်းခြင်းတွေမရမှာကိုစိုးရိမ်နေမိတယ်။စိတ်ပညာသဘောအရပြောရရင် exercise လုပ်တဲ့အခါမှာခန္ဓာကိုယ်အတွင်းကနေ endorphin ဓာတ်တွေပေါ်ထွက်လာတဲ့ endorphin ဓာတ်ဟာခန္ဓာကိုယ်နဲ့အုံနောက်ကိုငြိမ်သက်စေပါတယ်။ဒါကြောင့်လည်း exercise လုပ်ပြီးတိုင်းသိမှဖြစ်နေတဲ့စိတ်ညစ်စိတ်ရှုပ်ထွေးစရာတွေဆက် စိုးရိမ်ပူပန်မှုတွေလျှော့ကျသွားတယ်ပြဿနာတွေကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းလာနိုင်တာကိုတွေ့ရမှာဖြစ်တယ်အဆက်ဆိုင်လောက်ရတာအချိန်ကုန်တယ်လို့တချို့ကပြောကြတယ်အချိန်ကုန်တယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အဆက်ဆိုင်လောက်တာအချိန်များကြီးမอยู่ပါဘူးကျွန်တော်ဆိုရင်တရက်မှနာယူဝက်45မိနစ်နဲ့တပတ်မှ9ရက်သို့မဟုတ်6ရက်အဆက်ဆိုင်လောက်တယ် exercise လုပ်ဖို့အဲ့ဒီလောက်အချိန်လေးပေးလိုက်ရပေမဲ့ရလာတဲ့အကျိုးကျေးဇူးတွေကအများကြီးပါခန္ဓာကိုယ်နဲ့ပတ်သက်လို့အညာညာပြေတယ်ဖြားနာတာစေယုံတရားတာတွေမဖြစ်တော့ဘူးလူဟာပေါ်ပါဖြက်လက်နေလို့အလုပ်တွေကိုတက်တက်ကြွကြွလုပ်လာနိုင်တယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့လူဟာစိတ်ကြည်လင်လန်းဆန်းနေတယ် အိမ်ကအသေးဖွဲကိစ္စလေးတွေနဲ့ပတ်သက်လို့စိတ်ဆိုးဒေါသထွက်တာစိတ်မချမ်းသာတာတွေလျှော်နေသွားတယ်။အဆက်ဆက်မမှန်လို့လို့အတိတ်အဆုံနဲ့အထင်ရှားဆုံးကကိုခန္ဓာကြံ့ခိုင်တန်ဆန်းလာခြင်းပါ။ အဆက်ဆိုင်မလုပ်သူတွေနဲ့မှန်မှန်လုပ်သူတွေရဲ့ဘိုင်းနဲ့ကြွက်တာတွေကိုကြည်လာယုံနဲ့ဘဲသူဟာပူပြီးကြမ်းမှကြမ်းခိုင်တယ်ဆိုတာသိနိုင်တယ်။နောက်ဆုံးနေ့နဲ့ပြောပြချင်တာကသိပ္ပံနီးကြကြမှန်ကန်ကြောင်းတသက်မပြနိုင်ပေမဲ့တကယ်အကျိုးရှိတာတစ်ခုရှိတယ်။အဲ့ဒါက exercise မှန်မှန်လုပ်ပေးခြင်းဟာညမှနှစ်နှစ်ခြားခြားအပျော်စေတယ်။ exercise ကိုစလုပ်ဖို့ခက်တယ်လုံလဲအကျိုးမရှိပါဘူးလို့လူတတော်များများကစင်ကြေပေးတတ်ကြတယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကအော့ဩစရာကောင်းတဲ့လူနှစ်ယောက်ကိုတွေ့ခဲ့ဖို့တဲ့တယောက်ကကိုအောက်ပိုင်းသေးနေလို့ဘီတက်ကလတ်တိုင်းဝီချဲနဲ့သွာလာနေရသူပါ နောက်တယောက်ကလည်းကိုလက်အင်ကချုပ်ရင်းနေတယ်မတန်ဆွမ်းပါသူတို့နှစ်ယောက်စလုံးဟာအချိန်ပြည့်လို့လုံနေကြတယ်ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတယ်သူတို့ဟာအများရန်ပျော်ရွှင်နေကြလို့သူတို့ကိုသူတို့မတန်ဆွမ်းသူတွေဆိုတာကိုမေးနေကြတယ်ကျွန်တော်ကသူတို့အဲ့ဒီလိုဖြစ်နေကြတာရဲ့လှုပ်ဝဲချက်ကိုမေးကြည့်တော့သူတို့နှစ်ယောက်စလုံးက exercise မှန်မှန်လုပ်ကြတယ်လို့ဖြေစားတယ် အဆက်ဆိုင်မလုပ်ချင်သူတွေကိုကျွန်တော်မေးခွန်းတစ်ခုမေးချင်တယ်။အဲ့ဒါကအဆက်ဆိုင်လုပ်ရင်ဘာတွေဆုံးရှုံးသွားနိုင်တယ်လဲ။အဆက်ဆိုင်လုပ်လို့ငွေကြေးပစ္စည်းမိတ်ဆွေအပေါင်းအသင်းဘာမှမဆုံးရှုံးပါဘူး။ငွေကြေးမကြုံမကုန်ကြတဲ့အဆက်ဆိုင်တွေအများကြီးရှိတယ်။ကိုလက်လှုပ်ရှားခြင်း၊လေ့ကျင့်ခန်းအပြင်လမ်းလျှောက်ခြင်း ဖြစ်ဖြစ်မှန်မှန်ပြေးခြင်းတောင်တက်ခြင်းဆက်ပြီးစီးခြင်းအိမ်ထဲမှာနေရာမရွေ့ရပြီးပြေးခြင်းလမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်ခြင်းအေရိုဘစ်ကစားခြင်းစတာတွေလုပ်လို့ရတဲ့မိမိနှစ်သက်တဲ့ exercise တစ်ခုခုတော့လုပ်ပါလို့အကြံပေးပါရစေ exercise လုပ်ရင်အိမ်မှာအသေးအမွှားလေးတွေနဲ့စိတ်ညစ်နေတာတွေပြေလျော့သွားမှာဖြစ်တယ်လို့ဆော့ဆော့ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေခံစားရမှာဖြစ်တဲ့ နောက်ပြီးမိသားစုတွေအားလုံး exercise တူလုပ်ကြတဲ့အချိန်ဟာလေပျော်ရွှင်ချမ်းမြေ့ဖွယ်အလွန်ကောင်းတဲ့အချိန်လေးပါတင်ယနေ့ကစားပြီး exercise မမှန်လုပ်ဖို့ဆုံးဖြတ်လိုက်ရင်ဒီဆုံးဖြတ်ချက်ဟာတင်ဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲကတစ်ခုဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခုံးမှန်မှရေးခဲ့စေချင်ပါတယ် ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့သုတောင်းမြတ်တာပို့တာရင်ဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။